အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1249ခုဂျူမာဒယ်ဥလာ18ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့မှာ5မိနစ်တိအောင်မြင်ခရီးရဲ့သင်ခန်းစာအမှတ်စဉ်1188ကိုတင်ပြသွားမှာဖြစ်ပါတယ်ဒီနေ့ကတော့တမိုင်းမှာသဘောထားကြီးချင်းရဲ့ပြယုတ်တွေအများကြီးရှိပါတယ်အဲ့တော့အဲ့ဒီသဘောထားကြီးချင်းရဲ့ပြယုတ်တွေအနက်ကပြယုတ်တစ်ခုကိုဆွဲထုတ်တင်ပြလိုပါတယ်ဟာဇတ်တလဟတ်ဘ်နူအဗ်ဒရဟ်မန်ဘ်နီအောဖ်တခင်ဟာ ိုရရှ်မှာသူခေတ္တုခါမှာအင်တန်ကြွယ်ဝချမ်းသာပြီးတော့ရရောတဲ့ပုံကိုတူဖြစ်ပါတယ်။ဟာဇတ်အဗ်ဒူရဟ်မန်ဘင်အောက်ရာဒီအလ္လာဟူအန်တခင်ကြီးရဲ့တားတော်မောင်ဖြစ်တယ်။တရက်သူ့ရဲ့ဇနီးကပြောတယ်အသင်ကဘလောက်ပဲကောင်းနေပါစေအသင်ရဲ့ညီကိုတွေဟာအသင်ရဲ့မိတ်ဆွေအပေါင်းအသင်းရောင်းရင်းတွေဟာအင်တန်ကောက်ကျစ်ဆင်းလဲတဲ့သူတွေဖြစ်တယ်နော်တဲ့။အဲ့တော့တခင်ကြီးကမေးတယ်ဘလို့လဲငါရဲ့ဇနီးမင်းပြောချင်တဲ့သဘောကဘာလို့ဆိုလိုတာလဲ။အဲ့တော့သူမကပြောတယ် အသင်ကျွယ်ဝချမ်းသာနေတဲ့အခါမှာအသင်ရှိမှပစ္စည်းဥစ္စာတွေပေါ်ကျွယ်ဝနေတဲ့အခါသူတို့ဟာအသင်နာကနေမခွာဘူးတဲ့အသင်နောက်ကိုတကောက်ကောက်လိုက်နေကြတယ်တဲ့အသင်တဲမှာပစ္စည်းဥစ္စာနှဲပါသွားတော့အသင်ကိုသူတို့စွန့်ပစ်သွားခဲ့ကြတယ်တဲ့အဲ့ဒီချိန်မှာဒီတခင်ကြီးကဟာဇတ်တလဟာဘင်အဗ်ဒူရဟ်မန်ဘင်အော့ဖ်တခင်ကြီးကအင်တန်လာပါတဲ့အဖြေပေးခဲ့တယ်။အော်ဇနီးတယ်ရဲ့တဲ့။ဒါကသူတို့ရဲ့ဇာတိတမြင့်မြတ်မှုပဲတဲ့။သူတို့က ငါတို့တို့ကိုကျေးဇူးပြုနိုင်တဲ့ပြုစုနိုင်တဲ့အခြေအနေမှာရှိတော့တို့ငါတို့ရှိလာခဲ့တယ်လေတဲ့ငါတို့တွေမတတ်နိုင်တဲ့အခါငါတို့ဆင်းရဲတဲ့အခါတို့ငါတို့စီမလာဘူးလေအဲ့တော့တို့တွေကငါတို့တတ်နိုင်တဲ့အချိန်မှာရွေးပြီးတော့လာတော့ငါတို့အတွက်လည်းအဆင်ပြေတယ်လေတဲ့ငါတို့မတတ်နိုင်တဲ့အချိန်တို့ငါတို့ကိုစွန့်ခွာသွားတော့ငါတို့အတွက်လည်းဒါကောင်းတယ်လေအဲ့တော့အီမမ်မီမာဝရ်ဒီရာဟီမာဟူလာကဒီအကြောင်းအရာကိုသူ့ရဲ့တပည့်တွေတပန်းတွေကိုပြန်ပြောပြတယ်အဲပြောပြပြီးတဲ့နောက်ပိုင်းမှာ တခင်ကြီးအနေနဲ့ဗာပြောလဲဆိုတော့ကြည့်လိုက်ပါတဲ့ဟာဇတ်တလဟာဘလောက်သဘောထားကြီးတယ်လေသူကဘလောက်ချစ်စရာကောင်းလေသူ့အနေနဲ့အကြည့်တန်တဲ့လောက်ရက်ကိုကောင်းတယ်လို့သူဘာသာပြန်ခဲ့တယ်သူတို့တို့ရဲ့တစ္ဆာဖောက်မှုကိုတစ္ဆာရှိမှုလို့ဘာသာပြန်ပေးလိုက်တယ်အဲ့တော့ဒါဟာဆိုရင်ねဒီပုဂ္ဂိုလ်ကြီးရဲ့သဘောထားကြီးခြင်းသူ့ရဲ့နှလုံးသားကြီးမားခြင်းကိုဖော်ပြနေခြင်းဖြစ်ပါတယ် ဒါဟာလောကမှာဒီလိုနှလုံးသားပိုင်ရှင်တယောက်တိုင်းတယောက်တိုင်းဟာတကယ်ကိုတက်တောင့်တက်တာစွာနဲ့နေထိုင်ရမှာဖြစ်တယ်လို့နောက်တစ်ခုတမလွန်မှာလဲသူတို့ဟာကောင်းတဲ့ပုံစံမျိုးတွေနဲ့သူတို့နေထိုင်ရမှာဖြစ်တယ်ပြီးသွားတဲ့အခါမှာအီမမ်မီမာဝါဒီရဟိမဟူလာကဒီအာယတ်တော်လေးကိုဖတ်ပြလိုက်တယ်အာဥဇူဘီလာဟီမီနရှိုင်တာနီရရဂျီမ် ونزعنا ما في صدورهم من غل إخوانا على سرر متقابلين အလောရှိမက်ကဂျန်နတီဒီနဲ့ပတ်သက်ပြီးတော့အမိန့်ရှိတယ်။ငါအလောရှိမက်ကသူ့ရဲ့ယင်နဲ့အသေးသေးကနေပြီးတော့မှကောက်ကျစ်စင်းလဲမှုတွေတစ္ဆာဖောင်းမှုတွေကိလေသာတွေအလုံးကိုစွဲထုတ်ပြစ်လိုက်မယ်တဲ့။သူတို့တွေအလုံးဟာဆိုရင်မျက်နှာချင်းဆိုင် နေပြီးတော့မှဂရင်ရဲ့အပေါ်မှာဆူဖာရဲ့အပေါ်မှာမျက်နှာချင်းဆိုင်ညီကိုအရင်ပမာ နေထိုင်နေကြလိမ့်မယ်တဲ့အဲ့တော့ကျွန်တော်တို့တွေဒီနေ့ဒီခေတ်ဒီချိန်မှာအရေးအကြီးဆုံးကတော့သဘောထားကြည်ချင်းဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကိုနားလည်ပြီးမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဘဝဟာတာယာနေမှာပါကျွန်တော်တို့အစစအရာရာအစဉ်ပြေနေမှာဖြစ်ပါတယ်အင်ရှာအလာကျွန်တော်တို့တွေအားလုံးလည်းဒီလိုဟဇတ်တောလ်ဟာကေတူဒိုနှလုံးသားမျိုး ရောက်ရှိလာအောင်ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့ပြောကြပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတူလာဟီဝဘရကာတူ